ပြည်ကစစ်မျက်နှာမှာတော့တိုက်ပွဲတွေကအရင်ကပြင်းထန်နေတော့ပဲလို့မြပြည်တည်င်းမြစ်တွေကပြောပါတယ် အဓိကအဖြစ်ကရင်အမျိုးသားစည်းရုံး KNU နဲ့ပူပေါင်းတပ်ဖွဲ့တွေလှုပ်ရှားတဲ့ဖပွန်ဒေသနဲ့မြဝတီနယ်ဆက်ဒေသတွေမှာစစ်ကော်မရှင်တပ်ကအင်အားတွေအများကြီးတုံးပြီးထိုးစစ်ဆင်နေတာပါနိုဝင်ဘာလ၄ရက်နေ့အထိထိုးစစ်တွေဆင်နေတော့ပဲလို့လည်းပြောပါရယ်ဖပွန်ဘက်ချန် KNU တပ်မဟာ၅နယ်မြေမှာဆိုရင်စစ်ကောင်မရှင်စစ်ကြောကကတိုင်းတီရွာနာကမြွာကုန်းစီကိုတပ်ဖို့စူးစမ်းနေတာတလကျော်လောက်ရှိနေပြီလို့မြေပြေသတင်းရင်းမြစ်ကပြောပါရယ် စက်တင်ဘာလကုန်ရက်ကစတဲ့ဒီထိုးစစ်ဟာစစ်ကောမရှင်ကလီတောင်းပစ်ကူတွေဘလောက်ပေးပေးမြေပြင်မှာတော့ရှေ့တဲလို့မရပဲပိတ်မိနေတယ်လို့ KNU တာဝန်ရှိသူတွေဘက်ကသတင်းမီဒီယာတွေမှာပြောဆိုထားပါတယ်ဒါပေမဲ့မြေပြင်မှာရှိမတိုးနိုင်လေစစ်ကောင်မရှင်တပ်ကလေရင်နဲ့ဘုံကျဲတာဒရုန်းနဲ့တိုက်ခိုက်တာတွေပိုလောက်လာပါတယ်။ဒီရဲ့ပိုင်တွင်ဘုံကျဲလို့ကြောင်းရီဘော်ရာဆောင်ရီအရက်သားအဆောက်အုံတွေလည်းပြည့်စည်သွားတယ်လို့ဆိုပါတယ်။ ဒါအပြင်မြဝရီဖက်ချန်တက်မဟာ6နေမြီမှာလဲစစ်ကွန်မရှင်တက်ဟာပုံမှန်တက်သားတွေထက်နီးပညာမြင့် drone ရဲ့လက်နက်ကြီးတွေရဲ့ကိုအဓိကထားပြီးထိုးစစ်ဆင်နေပါတယ်လေကေကောရတေကူဖလူရဝန်းကျင်တွေမှာ KNU KNL ပူပေါင်းတပ်တွေက အပြင်ထံပြန်ခုခံနေရာကြောင့်တိုက်ပွဲတွေကဆက်ဖြစ်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ် စစ်ကော်မရှင်တပ်ဟာတရင်ပြည်မှာလိုချင်တဲ့ပြည်မှတ်တွေကိုမြပြင်တပ်နဲ့သိမ်းယူဖို့အခက်အခဲရှိနေတာကြောင့်ဤပညာနဲ့လေကြောင်းအင်အားကိုအပြင်းထန်အားကိုပြီးဖိအားပေးနေတာကိုတွေ့ရပါတယ်